Telegram ကနေ code မချရပြတ်နာ Telegram ဖွင့်လို့မရတဲ့ပြတ်နာကိုခနေ့ကျွန်တော်ဒီဗီဒီယိုမှာဖြည့်ရှင်းပေးပါမယ်။ကဲအချင်းမစွဲဒီဗီဒီယိုကိုစလာရအောင်ကျွန်တော်အရင်ဆုံးတော့ internet ကိုကျွန်တော်ဖွင့်လိုက်မယ်နော်။ internet ဖိပိဝိုင်ဖိပိဖွင့်လိုက်မယ်။ပြီးရင်ကျွန်တော်တို့ Telegram app ထက်ကိုဝင်မယ်နော်။ Telegram app ထက်ကိုမဝင်ခင်နော်ကျွန်တော်တို့ Play Store ကိုတစ်ချက်ကြည့်မယ်နော် Play Store ကိုတစ်ချက်သွားမယ်။ဒီမှာကျွန်တော်တို့ဒီ source နေရာမှာ Telegram လို့ရှာမယ်နော်။ Telegram လို့ရှာမယ်။ဒီမှာ ဒီကလို့သူက update လုပ်ခိုင်းနေဆိုရင် update လုပ်ပြီးပါနော်ဒီကလို့ open လို့ပေါ်နေတယ်ဆိုရင် update လုပ်ပြီးပြီနော် update မလုပ်ရတဲ့ရင်တော့ဒီမှာ update လို့ပေါ်မှာနော်အရင်ဆုံး update လုပ်လိုက်ပါနော် okay ကျွန်တော်တို့ telegram application တက်ကိုဝင်လိုက်မယ် telegram application တက်ကိုဝင်တိုင်းဒီလိုပုံစံလေးပေါ်လာမှာဖြစ်ပါနော်ကျွန်တော်ဒီမှာ start messaging ဆိုတာကိုနေလိုက်မယ် pin continue ကိုနေမယ်အလောက်ကိုနေမယ်နော်အလောက်ကိုနေပြီးဒီ country နေရာမှာမြန်မာကိုလွတ်လိုက်မယ်နော်ဒီမှာမြန်မာကိုလိုက်ရှာမှာ okay ဒီမှာမြန်မာနော်မြန်မာကိုနေလိုက်မယ် ဒီမှာခဏလေးဆောက်ရအောင်ဖြူပါနော်ဒီမှာမြန်မာအလံပေါ်မှာတာလင်းရမှာနော်အဲကြောင့်ဒီမှာခဏလေးဆောက်လိုက်မယ် okay မရရင်နောက်တစ်ချိန်လဲသွားလို့ရမယ်နော်မြန်မာကိုပြန်လိုက်ရှာမယ် okay မြန်မာမြန်မာကိုနေလိုက်မယ် okay ဒီမှာဒီလိုပုံစံနဲ့ပေါ်ရင်တော့ရပြီနော်တို့ဒီမှာဖုန်းနံပါတ်ရေးလိုက်မယ်နော်ဝေဖုန်းနံပါတ်ရေးပြီးရင်ဒီအများရှိတဲ့များကိုတစ်ချက်နှိမ့်လိုက်ပြီးကိုယ့်ရဲ့ဖုန်းနံပါတ်မမန်ကိုတစ်ချက်ဆက်လိုက်မယ်နော်မန်နဲ့ဆိုရင် yes ကိုနှိမ့်လိုက်ပါ ပြီး continue ကိုနင်းလိုက်ပါဒီမှာ allow ရှိရဒီ allow ကိုနင်းလိုက်ပါဒီမှာခဏလေးဆောက်လိုက်မယ်နော် Okay သူကပြောရယ်နော် please another code we have set to your email နော် email မှာသူက code ပို့ပြီးလို့ဒီမှာရေးထားနော် email ကဘာလဲဆိုတော့ hwnsara@gmail မှာနော်သူက code ပို့ထားတယ်လို့သူကပြောရယ်နော်အဲကြောင့်ကျွန်တော် gmail application ထားကိုဝင်ပြီးဒီ ဒီ gmail account ထက်ကိုသွားဝင်ရမှာဖြစ်ပါနော်အဲ့မှာသူက code ပို့ထားတယ်နော် add code ကိုဒီမှာရေးရမှာဖြစ်ပါတယ်နော် okay သူပို့ထားတဲ့ code ကိုဒီမှာရေးလိုက်မယ်နော် okay ဒီမှာရသွားပြီနော်ဒီမှာ allow နဲ့လိုက်မယ်ရပြီနော် telegram account ဒီမှာရသွားပါပြီနော်ဒီလိုပုံစံနဲ့ telegram account ဖွင့်လို့ရမှာဖြစ်ပါတယ်ကြာဒီနေ့အတွက်ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် တကယ်လို့တင်ကကျွန်တော် YouTube channel ကို subscribe မလို့ရသေးရင် subscribe လေးလုပ်ပေးပါ